ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးထားနော်နံပါတ်၄ကမြေရှားတတ်တုကိစ္စဗျာဒီ၄ခုပဲ training မှာကြံတဲ့တောင်တရုတ်ပင်လယ်အရေးဘာအရေးညာရေးအဲ့ဒါအပိုးဆားလာတွေလက်ရှိအခြေအနေမှာအခုတရုတ်နဲ့ညှိတာဒီ၄ချက်ဗျာဒီ၄ချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ်ဒါကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာခင်ဗျားတို့ကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေမင်းအောင်လှိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဒါစကားတွေကနေတဆင်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လှိုင်ကိုစစ်စရိတ် ဒီကဘာလုံးဝပတ်ဆံကိုလိန်လေယူပြီးပေးရတာကုံသွေးကြီးလမ်းကြောင်းတွေပိတ်သွားပြီကုံသွေးမှုတွေမရှိတော့ဘူးတရားစာတထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေကကြားဖြန့်တွေနဲ့ပေါင်းပြီးငွေရှာပြီးတော့မြောက်လန်ပြည်တွင်းစစ်ကိုတိုက်တာဒါကိုခင်ဗျားတို့နားလည်အောင်ပြောရမှာနော်ခင်ဗျားတို့အားအားနဲ့ဒီနူပေါ်နီပေါ်နီပိန်းနဲ့ပဲတိုင်ပတ်နေတယ်ဗျခင်ဗျားတို့တကယ်လဲနိုင်ငံရေးမတက်ဘူးကဲဒီမှာဆက်နားထောင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ASEAN စည်းဝေးမှာ NUG အစိုးရအနေနဲ့ အဓိကတောင်းဆိုလှုံ့ဆော်ရမည့်အချက်တွေကိုဆရာကိုရှယ်လေးပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာဒီနေ့တော့အားလုံးမင်္ဂလာပါကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာလေးတစ်ခုကချက်ချင်းရောက်လာလို့အာဆီယံအစည်းအဝေးမစခင်မှာလူရုပ်မှာကဘာပတ်ပြီးရုပ်မှန်နေတဲ့တရုတ်တွေအမေရိကန်မှာလည်းအဖန်ခံရတယ်မနေ့ကပဲအဖန်ခံတဲ့တရုတ်အကြောင်းဆိုတော်တော်ထူးဆန်းတယ်အခုတရုတ် ကတော့အမေရိကန်နိုင်ငံနဲ့အပြင်ကမ္ဘာလူကြီးတန်း900လောက်ကိုတည်စီနိုင်တဲ့ ဖက်တမင်ထုတ်လုပ်တဲ့အရေးတွေအဖက်တမင်လုပ်တဲ့ဓာတုပစ္စည်းတွေကိုမက္ကဆီကိုပို့ခဲ့တယ်မက္ကဆီကိုကိုပို့ခဲ့တဲ့အမှုမတိုင်ငယ်အမေရိကန်ကိုလည်းအဲ့လိုပါဆယ်နဲ့ချီကာဂိုအိုဟဲအေယာပေါ့ကနေတွင်းခဲ့တာအဲ့လိုပေါ်တင်မဲ့တွင်းတာနော်အဲ့လိုဟုတ်ပြီအဲ့လိုပေါ်တင်တွင်းလာတဲ့ကောင်က2022ခုနှစ်မှာဖန်ခံရတဲ့ထွက်ပြေးတယ်ထွက်ပြေးပြီးတော့မက္ကဆီကိုရောက်တယ်မက္ကဆီကိုမှာအမေရိကန်အစိုးရရဲ့ဒီပူးပေါင်းဆောင်ရွက်မှု နယ်မက်ဆီကိုအစိုးရဖမ်းတယ်အဲ့ဒီကနေတခါထွက်ပြေးတယ်အဲ့ဒီကနေကျူဘားကိုပြေးတာကျူဘားကနေတခါအခုပြော့အမေရိကန်ကိုပြန်ပို့လိုက်တယ်ဒီသတင်းကိုခဏိအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ဂျီမီတင်ကိုမတော်မတက်ခင်အာဆီယံမီတင်ကိုတော်မတက်ခင်မှာဖြစ်နေတာနောက်တစ်ခုကတော့ဝေါ်မတ်မှာတကဘာလုံးတရုတ်တွေဘလောက်လိန်တယ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်အရန်ကြောက်ဖို့ကောင်းတယ်ကျွန်တော်တော့အရန်လန့်သွားတယ်ဒါဒီနေ့ဖြစ်တဲ့ပြဿနာဘလို့ဖြစ်လဲဆိုတော့ဝေါ်မတ်မှာရှိတဲ့ gift card တွေကိုကတ် ဲ့ချိတ်ထားတဲ့ကတ်ဒီအများကြီးကိုအဲ့တရုတ်ကဒီကောယူလိုက်ပြီးတော့ तू อ่ะအဲ့ဒီ gig cap ဆိုတာ apple gig cap တို့ပေါ့ဗျာအမျိုးမျိုးပေါ့ amazon gig cap တို့အဲ့လိုရှိတယ်အမေရိကန်မှာဒေါ်လာ25ဒေါ်လာ100 200 300 500 1000တိရှိတယ်အဲ့လို gig cap တွေကိုဒီကောင်ကယူပြီးတော့ဘာလုပ်လဲဆိုအဲ့တရုတ်ကအိမ်သားတွေအဲ့ဒီ gig cap တွေနဲ့ဝင်သွားပြီးတော့သူက gig cap ရဲ့ဘားကုတ်တွေကိုသူကအကုန်လုံးဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့သူကပြန်ယူလာပြီးအဲ့ဒီမှာပြန်ချိတ်တယ်ခုနနေရာမှာသူကပြန်ချိတ်တယ်သူ gig cap လည်းမဝယ်ဘူးဒါပေမဲ့မတင်တာလို့ရဲရစစ်လိုက်တဲ့အခါကျတော့ ဒီကောင်အဲ့ဒီဘားကုတ်တွေကိုမွေရသေးခင်အစ်စ်ချိတ်ထားတဲ့ဂစ်ကတ်ဆိုတာဗျာကျွန်တော်တို့ကဝယ်လိုက်မယ်ဗျာဒေါ်လာ100တန်းဂစ်ကတ်ဝယ်လိုက်ရင်ကျွန်တော်တို့ကငွေရှင်းတဲ့နေရာမှာသွားလိုက်ရင်စကန်ဖတ်လိုက်ရင်အဲ့ဒီဂစ်ကတ်ရဲ့ဘားကုတ်ကအွန်လိုင်းပေါ်မှာသူ့ဟာသူအလိုလိုပွင့်သွားတယ်ပွင့်သွားပြီဒေါ်လာ100ဆိုဒေါ်လာ100တန်းဖြစ်သွားတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုစကန်ဖတ်ပြီးမပွင့်ခင်မှာအဲ့ဒေါ်လာ100တော့ရေးထားတယ်ဒါပေမဲ့အဲ့ဒါဘယ်နေရာမှာသွားဝယ်လို့မရသေးဘူးကျွန်တော်တို့ငွေရှင်းကောင်တာမှာစကန်ဖတ်ပြီးတော့မှအဲ့စကန်နဲ့ဒီအွန်လိုင်းကနေပြီးတော့ပွင့်လိုက်တော့မှဖွင့်လိုက်တော့မှဟိုတင်းဖြစ်သွားတာအဲ့ဒီကတ်ကတန်ဖိုးဝင်သွားတာ အဲ့တယောက်လောက်ပုံက तू ကအဲ့ဒီကိုက်ကိုကတ်တွေအားလုံး तू ကဘားကုတ်တွေ तू ကဓာတ်ပုံရိုက်ယူထားတယ်အဲ့ဒီကတ်ကိုလူတယောက်ကလာဝယ်လို့ online ပေါ်မှာ scan ဖတ်လိုက်လို့ပွင့်သွားပြီဆိုရင် तू ကအဲ့ဒီဘားကုတ်တွေရထားတဲ့အတွက်အဲ့ဒီကတ်ထဲကပတ်စံကို तू ကအဲ့ဒီဘားကုတ်ကို auto di ဘားကုတ်နဲ့ तू ကဖွင့်ပြီးတော့ software တစ်ခုနဲ့ဖွင့်လို့အဲ့ပတ်စံကိုအကုန်ခိုးတာအဲ့ဒီကောင်ကမက္ကဆီကိုကနေခိုးဝင်လာတဲ့တယောက်ညောဒါဒါဒါတိအမေရိကန်သတင်းသမားတွေမေးကြည့်အဲ့အဲ့ဒီဒါကြီးကတော့လွန်လွန်းနေပြဒီကောင်ကားထဲမှာကြီးပဲအဲ့လိုဘားကုတ်တွေကိုဒီကောင်က တယ်လီဖုန်းထဲမှာတော့မဆန့်တော့လို့ပရင်ထုတ်ထားတဲ့စာရွက်ပေါင်း600ကျော်ရှိတယ်။ကဲဒါဆိုရင်ကျွန်တော်တို့อ่ะဗျာလက်ဆောင်ပေးခြင်းလို့ gift card တစ်ခုခုသွားဝယ်မယ်။သွားဝယ်မယ်ဆိုရင်အဲ့ဒီ gift card ကဒီကောက်ဘာကောက်ဖတ်ထားပြီးသားကျွန်တော်တို့ကပတ်စံဝင်အောင်ဆိုတော့ကောင်တာမှာငွေရှင်းလိုက်တာနဲ့ဒီကောက်ထဲမှာအလတ်သွားပြတယ်ပြတော့အဲ့ဒီငွေကိုဒီကောက်ယူသွားတာဗျာနော်ဒါအခုကျူပါကမူရဆေးဝါအာဒီအာလုတ်တဲ့ drug ဒီဒီလာကြီးကိုတရုတ်ဒီလာကြီးကိုမိတာဗောအမှန်တော့အဲ့ဒါဒီအားလုံးကတရုတ်ဆိုရညင်းတယ်ဗျာဟုတ်တယ်ဗျာညင်းတယ်ဘာကြောင့်ညင်းလဲဆိုအဲ့ဒီပစ္စည်းတွေကဗမာပြည်ကနေတဆင့်လာတာဗျာ နော်ဒီဒီတယောက်ပမာဒီဒီပလဲတဲ့ဆက်တဲ့အီလန်လို့ပါဆိုတကဘာလုံးမူရစီဝါပို့မယ်လမ်းပြကျွန်တော်တော့အဲ့လိုနားလည်နေတာပဲအခုကျွန်တော်ဒီမှာသူဘာပြောလဲဆိုတာအရင်နားထောင်ကြည့်ပေါ့ဗျာ no? uh, 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 Washington's most wanted Chinese drug, was the the Chinese, Chinese drug lord was finally arrested in Cuba and is now waiting to be extradited to the United States through Mexico. The U.S. government is accusing him of supplying fentanyl to the two biggest Mexican cartels and building a multi continental criminal network whose operations spread across America. The Chinese. The criminal network ဆိုအရင်ကြီးတယ်တတိုင်းနဲ့တတိုင်းကိုကူးပြီးတော့ရာဇဝတ်မှုလုပ်တာကိုပြောတာနော် Michael Broker's name is Zhang Dongji, also known as Brother Wang. He was born in Beijing. U.S. authorities say Zhang had built a massive narco traffic network, which directly supplies to two Mexican cartels for nearly a decade. The Trump administration designated the two cartels as terrorist groups earlier this year. The U.S. government says Zhang's operatives are scattered across states like California, Georgia, as well as Latin America, Europe, and Asia. This way, Zhang's organization smuggled nearly 4,000 pounds of fentanyl and over 2,000 pounds of cocaine from Mexico into the U.S. Such a massive amount of fentanyl can kill approximately 900 million people, almost triple the U.S. population. America machine de lu u ye the, no 30 lao phit de lu ye tan 900 lao go te si nai lao de mu ye sei wa de go po ke da de. No a ri mu ye sei wa de ya ho to lo ga bya 2000 ne 20 ne 2 khu ne akong kan ni le ma. ဒီဟိုတဲ့စစ်တပ်ကမွေးထားတဲ့ပြည်သူစစ်တွေကိုခိုင်အနောက်မှာမွေးရဆေးဝါးအကြီးကျယ်ချက်တယ်အခုအကြီးကျယ်ချက်နေတဲ့အဖွဲ့ကတကောင်လည်းပြေးနေတယ်သူတို့က3 brother လို့ခေါ်တယ်အဲ့ဒါလဲဗမာပြည်ထဲမှာအဲ့3 brother group ကနော်ဒါအကိုဘာဖြစ်လို့မြန်မာနိုင်ငံကြီးတမားတွေအကုန်လုံးပူးပေါင်းဆောင်ရွက်ပြီးဒါမြန်မာပြည်စစ်တပ်တွေပြည်သူစစ်တွေတိုင်းရင်းသားလက်နက်ကင်အချို့တွေမပါဘဲနဲ့ကဘာကြီးကိုဒီလိုလှုပ်လို့မရဘူးဗျအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးဖော်ထုတ်ပြီးတော့မမှန်ကန်ကန်တတ်တတ်ရှင်းရှင်းနိုင်ငံတစ်ခုဖြစ်အောင်လုပ်ကြရင်မကောင်းဘူးလားဗျာဒီလိုစဉ်းစားဖို့ဗျာ အန်ယူဂျီကသူများလေတံပြည့်ရင်သူလေတံလိုက်ပြည့်နေတယ်ဗျရှင်းရှင်းပြောရင်တော့ထမြက်ခဲပြလိုက်တဲ့အချိန်မှာလိုက်ဟတ်တဲ့ခွေးတစ်ကောင်နဲ့တူးနေတယ်အန်ယူဂျီမြေရှားကိစ္စလည်းကျွန်တော်ပြောခဲ့တာပထမဆုံးနော်ပြီးတော့ဒီကောင်တွေအပြောက်သွားပြန်ပြီအတန်တကယ်လည်းဘာမှမသိဘူးဗျအမှန်တော့ဘာလို့အလူခံတယ်ကဘာပတ်တယ်ဇိမ်ခံတယ်အိမ်ဝဲတယ်ချမ်းဝဲတယ်ဆိုင်ဆောက်တယ်ဗမာပြည်ထဲမှာကလေးတွေကိုမြှောက်ပေးတယ်လက်ပြတ်တယ်ခြေတက်တယ်မျက်လုံးကန်းတယ်ဒုက္ခိတရောက်တယ်ကြေးရွာတွေမိလောင်တယ်နော်လူသိမ်းပေါင်းမြောက်များစွာအကုန်လုံးအိုးမဲ့အိမ်မဲ့ဖြစ်တယ်အဲ့ဒီအပေါ်မှာအလူထက်ခံတယ်လက်ညှိုးထိုးပြတယ်စားတယ် ဒါကြီးကမှားနေတယ်ဖြစ်နေတဲ့အခုပြက်တနာကတရုတ်ကမူရစ်ဆေးဝါးနဲ့ပတ်သက်ရင်အကုန်ငင်းလာတယ်အခုတရုတ်နဲ့အမေရိကန်နဲ့ညှိနေတဲ့ကိစ္စခင်ဗျားတို့ကျွန်တော်ပြောပြမယ်၄ချက်တောင်ရှိတယ်အဲ့ဒီ၄ချက်ကိုဆွေးနွေးမှာနံပါတ်၁ကခင်ဗျားတို့ကျွန်တော်ပြောပြမယ်မူရစ်ဆေးဝါးနော်အဲ့ဒီတည်င်းရှိတယ်ကျွန်တော်မှာကျွန်တော်တိတိကျကျပြောနိုင်တယ်နော်နံပါတ်၁ကဟိုလောင်းကစားအခုအခု online scan နော်နံပါတ်၃ကအကောက်ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးတာနော်နံပါတ်၄ကမြေရှားတတ်တုကိစ္စဗျာ ဒီလေးကူပဲ training မှာကြံတဲ့တောင်တယောက်ပင်လဲအေးပါအေးညာရေးအဲ့ဒါအပိုးစားလာတယ်လက်ရှိအချိန်နေမှာအခုတယောက်နဲ့ညိတာဒီလေးချက်ပြဒီလေးချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ်ဒါကျွန်တော်ပွတ်ပွတ်လင်းလင်းပြောတာခင်ဗျားတို့ကြိုက်ချင်ကြိုက်မကြိုက်ချင်နေမင်းအောင်လိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဓာစကားတွေကနေတဆင့်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လိုင်ကိုစစ်စရိတ်တကဘာလုံးဝပတ်စံကိုလိန်လေယူပြီးပေးရတာကုံသွေးလမ်းကြောင်းတွေပိတ်သွားပြီး ကုံသွယ်မှုတွေမရှိတော့ဘူးတရားစာတာထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေကကြားဖြန့်နေနဲ့ပေါင်းပြီးငွေရှာပြီးတော့မင်းအောင်လည်းပြည်တွင်းစစ်ကိုတိုက်တာဒါကိုခမရတို့နားလေအောင်ပြောရမှာနော်ခမရတို့အားအားနဲ့ဒီနူပေါ်နီပေါ်နီပိန်းနဲ့ပဲတိုင်ပတ်နေတယ်ဗျခမရတို့တကယ်လည်းနိုင်ငံရေးမတတ်ဘူးကဲဒီမှာဆက်နားထောင် The Trump administration has doubled down its pressure on Beijing to stop fueling the opioid crisis, especially fentanyl, and even slapped 20% tariffs on Chinese goods as punishment. But despite the tariff in place, U.S. federal agencies last month intercepted 1,300 barrels of precursor. နော်ဒါတရုတ်ပြည်ကနေဒါရိုက်ထွက်တဲ့ဥစ္စာနဲတယ်ဗျ Pickles shipped from China before they could poison Americans. These 1,300 barrels were shipped from Shanghai, China to Mexico. ကျတော့တော့အဲ့ဒီမှာရှိတဲ့ကွန်တိန်နာကိုကြည့်ပြီးပြောတာ။ဒါပေမဲ့အဲ့ဒီကွန်တိန်နာတွေကဗမာပြည်ကသွားတာဗျ။ဒီဥစ္စာတရုတ်ပြည်စီမံသူတို့သိတယ်။ဒါပေမဲ့ဗမာပြည်ကနေတဆင့်အဲ့ဒီလိုမူရဲဆေးဝါးတွေထွက်နေတယ်ဆိုတာကဘာကအဲ့ဒါကိုတိတိကျကျသိအောင်လိုက်ရမှာဗျ။ဒီဗမာစစ်တပ်ကအဲ့ဒီကလည်းပတ်စံရနေတာ။ခမတ်ဒီဒါစာကတို့ ဒီဒီတရုတ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေမြန်မာနိုင်ငံလမ်းဘေးကွန်းရဆိုင်မှာတော့ရာမှုရေးစေဝါဝယ်လို့ရတာအဲ့ဒါကိုပြဿနာဖြစ်လာရင်ဘယ်တိုင်းရင်သားတို့ဟိုလက်နက်ကင်ဘသူတို့ပြီးတဲ့ခါကျတော့အရခတက်တော်တို့လိုက်ထိုးချနေတာလက်ရှိမြန်မာနိုင်ငံရဲ့ကွန်းရဆိုင်မှာကိုမှုရေးစေဝါဝယ်လို့ရတယ်ကျော်မျိုးမင်းတော်ပြောတယ်လေသူတို့လူပဲ happy water အဲ့မသူတော်တတ်တောက်တာတဲ့နေပြီးတော့မှာကဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာဒါကိုဖော်ထုတ်ရမှာလူရေတန်း900လောက်ကိုခင်ဗျတစ်နှစ်တည်းသေစေနိုင်တဲ့ဥစ္စာကိုမဖော်ထုတ်ဘဲနဲ့ ဟာခမရတို့တခါလာလဲအချားကလောင်နေနဲ့အဲ့ဒီမောင်တော်ကဥစ္စာတွေနဲ့ပဲခမရတို့တိုင်ပတ်နေတယ်ဂူလာတမကမှလဲအဲ့ဒီ NUG ကဆဲမိတော့မယ်ဗျာကျွန်တော်ကလဲပွန့်ပွန့်လင်းလင်းပြောရတယ်တပြီလုံးဖြစ်နေတဲ့ပြက်တနာကိုမပြောဘဲနဲ့အဲ့ဒီမောင်တော်ကအချားကလောင်နေနော်မြောက်ပေးလိုက်တဲ့ကိစ္စပဲပြောတယ်ဗျာကျွန်တော်တို့တတိုင်းပြီလုံးမီးလောင်ပြကြနေတဲ့ကိစ္စတွေမပြောဘူးဗျာနော်ယွန်ဖို့တော်တော်ကောင်းတယ်ဒါကြောင့်အချားကလောင်နဲ့ NUG ကတဖွဲ့တယ်ဗျာနားထောင်ကြည့်ဦး intercepted these precursors on the high seas, and now the Sinaloa cartel will not be able to use them to make methamphetamines. And the bottom line is you know. ခင်ဗျအဲ့စီရဲ့အဲစီပေါင်းမြောက်များစွာအဲ့မက္ဆီကိုမှာမိတာနော်မက္ဆီကိုအစိုးရပူပေါင်းဆောင်ရွက်လို့နောက်မဟုတ်ဆိုလူတွေတန်း900တိမ်ပါဗျ NUG ဒါတွေလောက်ပါလားခွေးမဩငါဆဲတော့မယ်ကွာအားနာပါတယ် ဟုတ်ပြီဗျာဒီလောက်ပဲကျွန်တော်ကျွန်တော်ရေးတဲ့စာတွေမှာလေဘုဟုတုတ္တမရှိပဲနဲ့နှစ်ချောင်းဖတ်သုံးချောင်းဖတ်တယ်နဲ့အလှခံစားလိန်စားနေတဲ့ဟာတွေတက်တက်လာရင်ဗျာကျွန်တော်ယွန်းနေဗျာစောက်ခွက်တွေလည်းမပြဘူးဗျာကျွန်တော်အောက်မှာလာလာရေးရင်အဲ့ဒါကြိုကျွန်တော်တတော်အော်ဂလီဆိုင်ပြီးယွန်းတာဗျာဘာတာဝန်ခံဖို့တာဝန်ယူမှဟုတ်လုံးဝမရှိပဲနဲ့နိုင်ငံရေးလုပ်တဲ့သူရောနိုင်ငံရေးကိုထောက်ခံတဲ့သူရောအောက်တန်းစားတွေဗျာစိတ်ပြက်ဖို့တော်တော်ကောင်းတာ is this. Whenever there is an effort on the part of foreign terrorist organizations Drugs that are killing Americans, we will seize them, whether it's on the high. the Jampa Mudras, bear American, you pay on Jampa Or whether it's in the country or a foreign country. American, Nengan, Male, PMP, Meta, China, Nengan, Male, PMP, Mere. Down story, the drug trafficking business is only half of his business model. As. The Yoga, do your business, Mare. မူရစ်ဆေးဝါးနဲ့မဟုတ်မဟာလောက်တာတရုတ်နိုင်ငံတစ်ခုလုံးရဲ့စီးပွားထက်ဝက်လောက်ကိုလုံနေတဲ့သဘောတဲ့တရုတ်ဆိုရမပါပဲလုံလို့မရဘူးဗျဒါတွေအားလုံးဟာဒါတွေကိုပက်ပက်တားတားနဲ့ဗမာတနိုင်ငံလုံးပြုပြင်ပြောင်းလဲခြင်းတဲ့သူတွေဒီလိုအောက်တန်းစားစစ်တပ်တွေစစ်အရာရှိတွေအဲ့ဒီတရုတ်မူရစ်ယာစာတွေအဲ့ဒီလိုကောင်းနေကိုဖော်ထုတ်ပြီးကမ္ဘာအရှိမချပြဖို့မလုပ်ပဲနဲ့ဗျာအားနေမောင်တော်ပဲအဲ့ဒီအန်ယူဂျီတစ်ဖွဲ့လုံးမောင်တော်ပြောင်းပါလားလို့ ဟုတ်ပြီဗျာကီတူများကိုပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုပိတ်ပင်ပေးရန်နိုင်ငံတကာသို့တာမတ်ကြီးဥကြုံမိုးထွန်းထပ်မံတောင်းဆိုမြန်မာနိုင်ငံမှာတိုင်းရင်းသားလူနည်းစုများအပါအဝင်အရက်သားပြည်သူများအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုနိုင်ငံတကာကပိတ်ပင်ပေးရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဥကြုံမိုးထွန်းကထပ်မံတောင်းဆိုလိုက်သည် အော်တိုဘာလ24ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီအထွေထွေမူဝါဒရေးရာအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကထပ်ပါအတိုင်းထပ်မံတောင်းဆိုလိုက်ခြင်းဖြစ်သည် မြန်မာစစ်တပ်အတွက်ပြည်တွင်းနှင့်နိုင်ငံတကာမှရရှိသောတမယိုးကြလက်နက်များသည်တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအရက်သားပြည်သူလူထုကိုအကြမ်းဖက်တိုက်ခိုက်ခြင်းဖိနှိပ်ခြင်းအတွေ့အကြုံစစ်အုပ်စုကအုံပြုနေကြောင်းယခုအချိန်ထိလူပေါင်း9400ရာနီးပါးအသက်တေဆုံးခဲ့ရကြောင်းစစ်အုပ်စုထံလက်နက်တင်ပို့လွှဲပြောင်းသည့်အဖွဲ့ဝင်နိုင်ငံအချို့၏လုပ်ရက်များသည့်စစ်အုပ်စု၏လူတက်မှုများကိုရှင်းလင်းပြသစွာထောက်ခံအားပေးသည့်လုပ်ရက်များအဖြစ်မြန်မာပြည်သူများကရှုမြင်ကြကြောင်းတမ်မတ်ကြီးကပြောသည် တကဘာလုံးကစစ်အုပ်စုထံလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲဖော်ရန်နှင့်ပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက်တိုက်လေရင်စီအခြားစစ်ဖက်အရက်ဖက်နှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်နည်းပညာများစစ်အုပ်စုထံသို့ဆက်လက်စီးဆင်းခြင်းကိုတားဆီးပေးရန်မြန်မာပြည်သူလူထုကိုယ်စားနိုင်ငံတကာအသိုက်အဝန်းသို့တမ်းမှတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုသည်